မင်္ဂလာပါရှင်ကျမရွှေခွတ်ပါဒီကနေ့တော့မိုးအေးနေတဲ့အတွက်ဝန်ထမ်းယူနဲ့မြစ်ချင်လေးချက်မှာဖြစ်ပါတယ်ရှင်မြစ်ချင်ကိုအယူဆုံးကိုလိုတလောက်လှိဖြတ်ပြီးတော့ရေနဲ့နှစ်ခါလောက်ပြုတ်လိုက်တုံလိုက်လုပ်ပေးရပါမယ်ရှင်နောက်ဆုံးတည်မှာတော့ကိုလိုမြစ်ချင်ချက်တဲ့အထိပြုတ်ထားပေးပါမယ်နော် ဝက်နဲ့ယုံဖြစ်စေဝက်သားဖြစ်စေကြိုက်တာကိုသုံးလို့ရပါတယ်ဝက်သားမစားရင်တော့ငဒံဘိုက်သားဖြစ်ဖြစ်အစီထူတဲ့ငါးကိုသုံးလို့ရပါတယ်နော်ငရုတ်ကြီးချက်သွန်ထောင်းပြီးတော့ပုံမှန်စီရင်ဟင်းညချက်သလိုပဲချက်ထားပေးပါမယ်သုံးမုတ်နှစ်ပုံလောက်ချက်တဲ့အထိပေါ့နော်ဝက်နဲ့ယုံတွေချက်လူချက်ခင်ပေါ့သုံးမုတ်နှစ်ပုံလောက်ချက်ပြီးဆိုရင်တော့မြစ်ကလေးနူးနေပြီဒါဆိုရင်တော့မြစ်ချင်းပြုတ်ထားတဲ့ဦးရဲကိုဝက်သားချက်ထားတာကိုထည့်လိုက်ပါမယ်ရှင်အရာသာပုံငန်းမိမိလူတလ ခြေနိုင်ပါတယ်။မြင့်ချင်ချာမှာသတိပြုဖို့အချက်ကတော့မြင့်အခိုးတွေထွက်ဖို့အတွက်အဖုံးဖွင့်ပြီးတော့ချက်ပေးပါရှင်။ဝတ်သားထည့်ပြီးတာနဲ့မြင့်နဲ့ဝတ်သားတွေပို့ပြီးတော့နူးပြီးတော့အရသာတွေဝင်သွားအောင်လို့အနည်းဆုံး၃နိုင်လောက်တည့်ထားပေးပါမယ်နော်။ ဒါရာခိုင်လေးပြီဆိုရင်တော့တံမြာသီးလေးတစ်စိတ်ကိုအခုလိုမျိုးညှစ်ထည့်ပေးပါမယ်ဒါမြည့်ရဲ့အခိုးကိုတတ်တဲ့အပြင်အရာသားလေးပို့ပြီးတော့ကောင်းတယ်မှုလေးမှုရပေါ့နော်ဒါဆိုရင်တော့ကျမတို့ရဲ့ဝက်သားမြင့်ချင်ဟင်းလေးချက်ပါပြီရှင် အမတန်မှအရာသားရှိပါတယ်နော်အဲကဲလိုက်ပြီးတော့ချက်စားကြည့်ပါအောင်နော်